်ခုကတော့ World War Quest စလို့ကောင်းတဲ့ထမင်းလေးကြောပြမှာဖြစ်ပါတယ်။ကြောမဲ့ထမင်းလေးတွေကိုပဲပြုတ်ရဲ့ငံကြိုင်ရဲ့ကြာညူရဲ့ထည့်ပေးနေပါမယ်။စီဘပတ်စီရဲ့ဥပဇငါးလေးထည့်ကြပါမယ်ရှင်။ဥပဇငါးလေးကြက်တဲ့အနေထားလေးရောက်ရင်တော့ပကံလေးကိုဆေးထားပါမယ်ရှင်။ ဇွန်ကောင်းလေးကြော်ပြီးပြီဆိုတာနဲ့ဘဇွန်လေးတွေထည့်ကြော်ပါမယ်ရှင်ဘဇွန်လေးတွေကိုလည်းပကံလေးရဲ့ထည့်ဆဲထားပါမယ်ပြီးရင်တော့ကြက်ဥခောက်ထားတာလေးကိုကြော်ပါမယ်ရှင်ခမင်းကြော်ရဲ့ထည့်မှာဖြစ်တဲ့အတွက်ကြက်ဥလေးကိုကြည်အောင်ခြေပြီးကြော်ပါမယ်ပြီးရင်တော့ကြက်သမီးလေးထားတာလေးထည့်ပါမယ် ပန်းမုံလာလေးထည့်ပြီးကြောက်ပါမယ်ရှင်ရတာအတွက်ငံပြားကြီးလေးထည့်မယ်အချူမုံလေးရောနည်းနည်းထည့်ပါမယ်ရှင်ပန်းမုံလာလေးကိုကိုကြိုက်တဲ့အနေထားလေးရောက်ပြီးဆိုတာနဲ့နှဲထားတဲ့ထမင်းလေးနဲ့ပဇွန်လေးတွေကိုထည့်ပြီးကြောက်ပါမယ်ရှင်ရတာအပေါ်ငံအတွက်ငံပြားကြီးလေးဖြည့်ထည့်ပါမယ်ရှင်နံလေးမွေးနေအောင်လို့ငရုတ်ကောင်းလေးဖြူပါမယ်ရှင် ကဲအခုဆိုရင်တော့စားလို့ရတာရှိတယ်ထမင်းကြော်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်